ဟယ်လိုမင်္ဂလာပါကျွန်တော်တို့ဒီထိုင်းမှာနေတဲ့သူတွေပြပမှနေတဲ့သူတွေအတွက်ဖုံးပေရောင်းခြင်းနဲ့ဖုံးပေထည့်ခြင်းနဲ့ဆိုရှင်ကျွန်တော်တို့ကိုယ်ပိုင်အောက်ဖွင့်ပြီးတော့ဖုံးပေတဲ့နေလေးကိုမျှဝေပြီးမှဖြစ်ပါတယ်အားလုံးပဲလက်လေးရကြမယ်ဟုတ်ကျွန်တော်အခုသုံးနေတာကဒီမှာ MRP เนาะ MRP APK လေးကိုကျွန်တော်သုံးနေတာဖြစ်တယ်သူကသုံးနေချင်းဘာအကျိုးမြတ်ရရှိလဲဆိုတော့เนาะကျွန်တော်တို့ဖုံးပေထည့်ရတာမြန်တယ်မှာတော့ဒါဆိုရင်ကျွန်တော်ထည့်ထားတဲ့ဖုံးပေတွေเนาะဖုံးပေထည့်ရတာမြန်တယ်သူကနောက်ပြီးတော့ ကော်မရှင်ကတော့မရဘူးဘာဖြစ်ဒါပေမဲ့သူကကျွန်တော်တို့ကိုတစ်လတစ်ခါ lucky winner lucky winner ဆိုပြီးကျွန်တော်တို့ကိုစုကြီးငွေပြန်ပြန်ပြီးရဖြစ်တယ်เนาะဒီမှာเนาะရာသိုးရှိရတာရတူပြီเนาะဒါသူကဒါပြီးခဲ့တဲ့ဖေဖော်ဝါရီလကရတာတဲ့ဟာလေเนาะဖေဖော်ဝါရီလသူကမတုံးရက်ဖေဖော်ဝါရီလမရတာတဲ့ဟာလေဒီမှာဖေဖော်ဝါရီလကဟာကိုသူကကြာတော့ဒီမတ်လမှာမတ်လ3ရက်3လပိုင်း1ရက်နေ့မှာသူဖောက်ပြီးတယ်เนาะ2နာရီနဲ့ 23မိနစ်နေ့လည်းကနေ့လည်းပါမယ်သူဖောက်ပြီးရောအဲ့လိုရေးသူကတကြီးဒီတော့မဲပေါက်မဲပါပြီဆိုတော့သူကတကြိမ်ကိုအကောက်တစ်ခုကို300ရတယ်နော်300ကျက်ရတယ်ပေါ့နော်ဒါကျွန်တော်တို့ရှိရတော့ကျွန်တော်တို့ဒီအကောက်ကိုအသုံးပြုရဆိုရင်အချို့များကကျွန်တော်တို့300ကျက်ဒီမဲပေါက်တဲ့ခါကျရင်ရမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာကျတော့ဖုံးရောင်းမဖုံးမရောင်းသမယ်ကိုကျွန်တော်တို့ဒီမှာအမြတ်တရားဖြစ်ဖြစ်တရားဆိုရှင်ကျွန်တော်တို့20ဘတ်30ဘတ်ပေါ့နော်20ဘတ်လောက်ကျွန်တော်တို့ထားလို့ရတယ်နော် အမျက်ကြည့်လို့ရတယ်အခုဆိုကျွန်တော်ဆိုရှင်လဲဒီဖုံးမရောင်းဆိုရှင်မှာတရားဘူးဆိုရှင်ကျွန်တော်ကတရားဘူးဆိုရှင်တောင်းဆောင်တောင်းဆောင်ချက်ပေးတယ်ပေါ့နော်တောင်းထားချက်ပေးလို့ဆိုရှင်ကျွန်တော်ဒီအခုလက်ရှိပေါက်သေးတယ်ဆိုရှင်ဘယ်လောက်ကြာမလဲဆိုတော့နော်တရားတရားပဲဆိုလို့ရှင်ကိုတောင်းထားချက်ပေးပြီးတွက်ကြည့်လို့ရရနော်ကျွန်တော်ဒီလက်ရှိပေါက်သေးနေဆိုရှင်ကျွန်တော်ဝယ်လိုက်တဲ့သိန်းပေါ့သိန်းဝယ်လိုက်ဆိုရှင်ကျွန်တော်ဒီကတောင်းထောင်ချက်ပေးလိုက်မယ်အဲ့တော့ကြပြတယ်ဒီမှာ80နဲ့ 85ပဲနဲ့တသမာပြ80ပဲကြာတယ်နော်အဲ့ဒီငွေသေးပေါ့ငွေပေါ့သေးလားဆိုရင်အဲ့ဒီမှာကျတော့ကျွန်တော်တို့တရားကိုတောင်းထောင်ပြီးလိုက်ဆိုရင်ကျွန်တော်တို့က15ဘတ်ကျွန်တော်တို့ကြံမယ်နော်15ဘတ်ကြံမယ်ဒါလက်ငင်းရောင်းရင်လည်းရတယ်အကျွေးရောင်းရင်လည်းရတယ်ကိုယ့်ရဲ့အပူငွေချတဲ့နီးလေးပဲနော်အဒီဥစ္စာရတော့ကျွန်တော်တို့ကဒီ Play Store မှာတော့မရှိဘူးသူကကျွန်တော်ဒီဗီဒီယိုရဲ့အောက်ကကွန်မန့်ထဲမှာဒါဆိုကြည့်ဟိုဘက်နဲ့ပေါ့ပေါ့ထဲမှာကျွန်တော်ကနေပြီးတော့ဒီ MRP ရဲ့ လင်းလေးကိုခြားထားပေးမယ်မိတ်ဆွေတို့ကမှတ်သားပြီးတော့လင်းကိုတွက်ယူပြီးတော့ဒေါင်းယူပါမယ်နော်ဒေါင်းယူပြီးတော့ကိုကအကောက်ဖွင့်အောင်ပဲဒီမှာကျတော့ကျွန်တော်ကအကောက်ဖွင့်တဲ့နေဒီပါကိုပြောပြပေးမှာဖြစ်ပါတယ်နော်ဘယ်လိုဖွင့်ရမလဲဘယ်လိုလုပ်ရမလဲဆိုတာနော်နောက်ပတ်သက်သွင်းတဲ့နေဒီလေးကျွန်တော်ပြောပြပေးဖြစ်တယ်အားလုံးစိတ်ဝင်စားမယ်ဆိုရင်လက်ကြည့်လိုက်ပါနော်ဟိုဒါကတော့ကျွန်တော်သုံးတဲ့အကောက်နော်ကျွန်တော်တော့တော့ဆိုရင်ဥပမာကျွန်တော်တို့ကဒီမှာမိတ်ဆွေတို့အကောက်ဖွင့်မယ်ဆိုတာကျွန်တော်တို့ကဒီမှာရည်ညွန်းဒါကကျွန်တော်အကောက်ပုံစံဖြစ်တယ်နော်တကယ်လို့မိတ်ဆွေတို့အကောက်ဖွင့်မယ်ဆိုရင်ဒီမှာ ရည်ညွှန်းနံပါတ်နေရာမှာကျွန်တော်ကဒီနံပါတ်ကိုရိုက်ပြီးတက်ရှိပေးရဖြစ်တယ်နော်အခုမှကျွန်တော် MRP 6 6GZ နေဒီတိုင်းဒီတိုင်းလေးကိုရိုက်ချက်ပေးရဖြစ်တယ်နော်အဲ့ဒီနံပါတ်ကိုလည်းကျွန်တော်ဒီခင်ပေါက်တမှာချတယ်ပါဖြစ်တယ်နော် Okay ဒါကတော့ကျွန်တော်တွေအကောက်ပုံစံပါနော်အကောက်ကတော့ကျွန်တော်တွေပတ်သက်မှာတဲ့ပတ်သက်ဝယ်တဲ့ခါရောက်ရှင်တော့ကျွန်တော်တွေကကရုကနေရောထည့်လိုက်ရတယ်အဲကရုကရုကရုကနေမထည့်ရင်ကိုမောင်ကိုထည့်ကျင်တယ်ဆိုရင်ရတယ်ဒီမှာပွိုက်မှန်ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ကျွန်တော်တို့တွေကဒီမှာသူရဲ့ company ကနေပြီးတက်ပြီးတာတဲ့အကောက်လေးကိုကျွန်တော်တို့ မှာပတ်စံတွဲပြီးတော့ထည့်ပြလို့ရပြန်တော့ဒီပတ်စံဒီကကျတော့သူကမနက်ချင်းနာရနေပြီးရုံရုံမှုရှင်မနက်ချင်းနာရနေပြီးမနက်ချင်းနာ9နာရနေပြီးကျွန်တော်ဒီညညနေ3နာရီထိသူရရနော်ဒီအဲ့တော်တွေမှာကိုထည့်လို့ရတယ်နော်အဲ့ဒီအချိန်ကျော်သွားရှင်တော့မရဘူးနော်ဒီမှာကျတော့ကျွန်တော်တို့ KP ဆိုရင် KP နဲ့ပေါ့နော်ကိုရဲ့အမဘေးနံပါတ်က ကေဘေးကောက်လည်းရှိတယ်ဆိုရေကျွန်တော်တို့ဒါရိုက်ဒီမှာလွှဲပြီးတော့ကျွန်တော်တို့ဒီမှာအပေါ်မှာပုံတင်ရဆိုတဲ့နေရာမှာဆလစ်ပို့ပေးလိုက်နော်ဆလစ်ထည့်ထားပေးလိုက်ဒါဆိုရင်ကျွန်တော်တို့ကသူကကြည့်ပြီးတဲ့ခါကျရင်ကျွန်တော်ကောက်ကိုငွေတိုက်ရိုက်ထည့်ပြပါဖြစ်တယ်နော်ဒါဖုန်းနံပါတ်နဲ့ကေဘေးကောက်ဖုန်းနံပါတ်နဲ့ကျွန်တော်တို့ MBO ဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့မှန်ကန်မှာဒီလိုမျိုးလွှဲလို့ရမှာဖြစ်တယ်နော်အဲ့လိုမျိုးမှန်ကန်မှုဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကရုမာထက်သွားပြီးတော့ကျွန်တော်တို့ထည့်ပြီးလို့ရတယ်ထည့်လို့ရတယ်နော်ကျွန်တော်ဆက်သွယ်လို့ရတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်ငွေထည့်တဲ့နည်းလေးကြောင့်အကြံပေးလေးပြောပြရဖြစ်တယ်နော် ဟိုနောက်ထပ်ကျွန်တော်တို့အောက်ဖွင့်မဲ့နေကြတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်ကျွန်တော်ဗီဒီယိုအောက်ကဒီစုံပြောက်တယ်မှာဒီ software ကို down ပြီဆိုတာကျွန်တော်တို့ရဒီမှာသွားမယ်နော်အဲသွားတော့ဒီကအောက်လေးကသွားပွင့်လာချင်းလုံးဖြစ်လာမယ်နော် software ကိုဖွင့်လိုက်တာလုံးဖြစ်လာမယ်ကျွန်တော်တို့ကအောက်တစ်ပြုတ်လို့ရတော့ဖြည့်ပါဆိုလို့ချင်းဒီမှာကျွန်တော်ကျွန်တော်တို့အောက်တစ်ပြုတ်လို့ရတော့နှိပ်ကနေရာကိုနှိပ်မယ် okay နှိပ်ပြီးတဲ့ခါကျကျွန်တော်တို့လည်းဘယ်လိုသွားမလဲဆိုတော့ဒီမှာနံပါတ်1အစီအစဉ်နဲ့ကျွန်တော်တို့ကတင်ဖုန်းနံပါတ်ကိုရိုက်ထည့်ပါတယ်တင်ဖုန်းနံပါတ်ရိုက်ရဆိုတာမိတ်ဆွေရဲ့ ရှိမှာမြန်မာပြည်ရဲ့ဖုန်းနံပါတ်ကိုပိုင်ကင်ရတဲ့ဆိုလို့ရှိရင်တော့အဲကိုပိုင်အကောင့်နဲ့ဖွင့်လို့ရတယ်အဲမြန်မာရဲ့ဖုန်းနံပါတ်ကတော့ဒီအတွန်ပေါ့နော်အတွန်အရင်ကတယ်တယ်လီနောတယ်လီနောနေပေါ့အဲဒီနောအတွန်ပြောင်းသွားတဲ့ဟာအတွန်နံပါတ်ရှိလို့ဆိုရင်သုံးလို့ရတယ်နောက်ပြီးတော့ Audi 2เนาะ Audi 2လို့ရှိရင်လည်းသုံးလို့ရတယ်เนาะအဲကျွန်တော်ကျိုးဆိုရင်ဒီမှာပုံမှန် line ပေါ်နေတယ်เนาะ R နဲ့ပေါ်နေဒုတိယစာရမှာเนาะဒုတိယစာရတယ်ဒီမှာ R နဲ့ပေါ်လို့ရှိရင်အဲကျွန်တော် line ပူပြီးသုံးတာอ่ะเนาะဒါကျွန်တော် Audi 2ကဖြစ်တယ်เนาะကျွန်တော်နံပါတ်က အော်ဒီဒုက္ခဖြစ်တဲ့ဖြစ်ဒါပစာတော့ကိုထည့်ပြရတယ်ထည့်ပြီးတော့အဝင်ကောပြပြရအဝင်ထွက်ပြပြရတယ်ဗောနော်အဲဒီမှာ mixer ဒါဖုန်းတော့ရက်ထည့်မယ်နော်ဆယ်ဆက်တလုံးနော်အဲ mixer ပေးသူရဲ့ union code ကိုရက်ထည့်ပါဆိုရှင်တော့ဒီမှာကျွန်တော်တွေအစနာကျွန်တော်ပြခဲ့တဲ့ mixer code ရဲ့ union code ကိုဒီ DCK box ဒီမှာကျွန်တော်တွေခြားထားပေးတဲ့ဟာကိုအဲ့လောက်ကို mixer က copy ယူပြီးတော့တက်ထည့်လိုက်အောင်မယ်နော်ဒီမှာလည်းထည့်ရအောင်မယ်အဲပြီးတဲ့ခါကျကျွန်တော်ရှေ့သို့နေမယ်ဗောနော်ရှေ့သို့နေမယ်ဆိုရှင်တော့ဒီမှာ တင်းရဲ့နာမည်ကဒီမှတ်ဖို့နေတာကျွန်တော်တို့မြန်မာမြန်မာ ID card national ID card မှတ်ဖို့နေတဲ့နာမည်တိုင်းကျွန်တော်တို့ဒီအမည်ရထည့်ပြရဖြစ်တယ်နော်အမည်ကတော့ကျွန်တော်တို့ဒီအင်္ဂလိပ်လိုအင်္ဂလိပ်ရထည့်ပြရဖြစ်တယ်နော်အင်္ဂလိပ်လိုရထည့်ပြမယ်အပြည့်စုံပါနော်အင်္ဂလိပ်လိုရထည့်ပြမယ်ပြီးတဲ့ခါကျတော့ကျွန်တော်တို့ဒီမှာတင်းရဲ့ဒီ OD code ကြာမယ်နော်ကျွန်တော်တို့ဖုန်းထဲ OD code ကြာမယ်စင်ကြတဲ့ audio ကိုကြတာကျွန်တော်တို့ဒီမှာမှတ်ကတာရက်ထည့်ပြရမှာဖြစ်တယ်เนาะမှတ်ကတာရက်ထည့်ပြီးတော့ activate ဝေးရမယ်အဲပြီးတဲ့ခါကျတော့ကျွန်တော်ဒီမှာကျွန်တော်တို့ရ ဒီလောကနာလောကနာ6လုံးပေါ့ကျွန်တော်တို့အမဘေးကောက်ကိုသုံးသုံးပြုအတွက်လောကနာ6လုံးကိုကျွန်တော်တို့ရိုက်ထည့်ပြရမှာဖြစ်တယ်နော်ဒါကတော့ကျွန်တော်တို့မှတ်မိလို့တဲ့လောကနာ6လုံးကိုရိုက်ထည့်ပြီးတော့စာရဲမှာခြားရေးတာပါဖြစ်တယ်နော်မေးလို့မရအောင်နော်ဒီအောင်အရေးကြီးတယ်နော်ပြရကချင်းကျွန်တော်နှုတ်နေမယ်နောက်တဲ့တစ်ခါလောကနာမ6လုံးကိုကျွန်တော်တို့ထပ်ပြီးတော့ရိုက်ထည့်မယ်ပြရကချင်းကွန်ဖောင်းကိုနှိပ်မယ်နော်ရှေ့ဆက်သွားမယ် โอเคဒီမှာဆိုရှင်တယ်ဒီမှာဒါအကောက်တစ်ခုရပါပြီဒါပေမဲ့ကျွန်တော်တို့ဒီကောက်အသုံးလုံးရတယ်ဘူးเนาะဒါမိတ်ဆွေဆိုရင်မိတ်ဆွေရဲ့အကောက်ပုံအားဆိုရင်တော့မိတ်ဆွေရဲ့အောက်မှာရင်ညွန်းနံပါတ်ဆိုပြီးတော့အောက်မှာပေါ်လာရယ်เนาะအဲ့ဒါမိတ်ဆွေရဲ့ရင်ညွန်းနံပါတ်မိတ်ဆွေရဲ့နေတဲ့တင်မြောက်ကိုဖွင့်ပေးခြင်းလေဆိုလို့ရှင်လေကျွန်တော်တို့ကဒီရင်ညွန်းနံပါတ်လေးထည့်ခိုင်းလိုက်ဆိုရင်မိတ်ဆွေကိုမိတ်ဆွေရဲ့နံပါတ်လေးကသူကအဲ့ဖွင့်တဲ့ပုံလိုဖြစ်သွားမယ်เนาะဒါဆိုရင်ဒီမှာအဆင့်မြင့်ဆိုတဲ့နေရာရှိတယ်เนาะသူကအဆင့်မြင့်အောင်မကျွန်တော်တို့ဒီအဆင့်မြင့်ပြီးတော့မှကျွန်တော်တို့အသုံးပြုလို့ရမယ်เนาะ အဲအစီအစီမြောင်းနေရနေရနေရဝင်မယ်ဆိုရှင်တော့ကျွန်တော်ဒီမှာအောက်မှာကိုရေးချက်လက်နော်ကိုရေးချက်လက်ဆိုတော့ကျွန်တော်ပြခဲ့တဲ့ဒီမှာဒီနေရာလေးနော်ခွေးခဏလေးတော့ဘူးနော်အဲဒီမှာနော်ကိုရေးချက်လက်ဆိုတဲ့နေရာမှာကျွန်တော်တို့ရေဝင်ရမှာနော်ကိုရေးချက်နိုင်နေနေတော့ကျွန်တော်တို့ဒီမှာအဆင့်မြန်ဆိုတဲ့နေရာကိုနှက်ရအောင်ဖြစ်တော့နော်ဒါကကျွန်တော်ကအဆင့်မြင်လာပြီပါနော်โอเคဒီမှာဆိုရှင်နော်အဆင့်မြန်ဆိုချက်အောင်နှက်မယ်နှက်ပြီးချင်း အဲဒီမှာဒုတိယချက်မှာဆိုရင်ကျွန်တော်တို့ကရလာမှသာပါတယ်ဆိုတော့တင်းရဲ့နာမည်ကိုကျွန်တော်တို့ဒီမှာအင်္ဂလိပ်လိုအပြည့်စုံရေးပေးမယ်ပုံနေတဲ့နာမည်နဲ့နော်ပြီးရကကျနိုင်ငံသားမဟုတ်ဘူးတဲ့ကိုကျွန်တော်ရေးမယ်နော်ရေးရှိရနိုင်ငံသားမဟုတ်တဲ့ရေးမယ်ပြီးရကကျကျွန်တော်တို့ကမှတ်ဖို့တင်နံပါတ်6လုံးနော်အင်္ဂလိပ်လိုရေးပေးမယ်ပြီးရကကျကျွန်တော်မှတ်ဖို့တင်ကိုရှေ့နောက်တစ်ပုံရပြီးတော့နော်ရှေ့မှာတစ်ပုံနောက်မှာနောက်ပုံမှာတစ်ပုံဆိုပြီးကျွန်တော်တို့ထည့်ပေးမယ်နော်ကြည်ကြည်လေးနော်ကြည်ကြည်လေးရပြီးတော့ပြတ်တာကြည်ကြည်ပြတ်တာရပြီးတော့ကျွန်တော်ထည့်ပေးမယ်ထည့်ပြီးတဲ့ခါကျရင်တော့ကျွန်တော်တို့ဒီမှာ အတီးပြူပြီးမှဖြစ်တယ်နော်အတီးပြူမီနော်အချိန်ပြူတော့နေမယ်โอเคဒီမှာသွေးချင်တာဆိုရပါပြီနော်အကောက်ခုရပါပြီသူကအတီးပြူပြီးဆိုတာကျွန်တော်တို့အဆုံးကခုနကကျွန်တော်ပြောတဲ့ဒီအစိမ့်မြင့်တင်ပြီးဆိုတဲ့အုံပြူလို့ရပြီဒီကလေးပေါ်ရမယ်နော်โอเคအဲ့လိုမျိုးပေါ်ပါဆိုကျွန်တော်တွေကဒီမှာဒါသွေးချင်ကျွန်တော်တွေဒီမှာဖုံးမှုဖြစ်တဲ့နေရာကိုကျွန်တော်ဝင်လိုက်မယ်နော်ဖုံးမှုဖြစ်တဲ့နေရာကိုဒါကတော့ဖုံးမှုဖြစ်တဲ့နေလေးပေါ့နော်ဖုန်းကြီးနဲ့ညီရတော့ဘာမှမခတ်ပါဘူးเนาะဒီမှာဒီတိုင်းပဲเนาะဒီမှာကျွန်တော်ဖုန်းကြီးရအောင်နှိမ့်မယ် နေပြီးတော့ကျကျွန်တော်တို့ဒီမှာဒီကိုယ့်ရဲ့အကောင့်ဖွင့်လာတဲ့နံပါတ်အတော့ဒီမှာ auto pour တယ်မြေနော်အဲ့ဒါကိုကျွန်တော်တို့ဖြစ်ထုတ်ပြီးတော့ကျွန်တော်တို့ဖုန်းဖြည့်ဖြည့်ပေးခြင်းနဲ့နံပါတ်ကိုဒီမှာ coffee you ရဲ့ဒီမှာခြားလိုက်ဖုန်းနံပါတ်ဆက်လို့ရထည့်ရအောင်ရဲပြီးတော့ကျကျွန်တော်တို့ဒီမှာဒီ alpha မှာကျလို့နေပြီးဆိုတာနဲ့နောက်ထပ်ဆိုတဲ့နေရာကိုနေပြီးတော့ကျွန်တော်တို့ဒီမှာပေးမျိုးစားကျွန်တော်ဘလောက်ဘလောက်ဘလောက်လုံးပေးအမောက်ကိုကျွန်တော်တို့တထည့်ပြရဖြစ်တယ်နော်ဒီမှာဆိုရက်သူကဒီဖုန်းမေးနှိပ်လိုက်ပြီးထည့်လိုက်ပြီးဆိုတာနဲ့သူကဒီမှာကျွန်တော်ဒီပေါ်မှာဖြစ်တယ်နော် ဲဒါဆိုရင်ကျွန်တော် audio blue ဆိုရင် audio blue နံပါတ်တန်းပုံမှာဒီလိုမျိုးအပေါ်မှာ official နံပါတ်လေး official နာမည်ပုံမှာဖြစ်တယ်เนาะကျွန်တော်တို့ audio blue audio blue mpd blue mpd atom ဆို atom mic ဆို mic တမပုံမှာဖြစ်တယ်เนาะကျွန်တော်ဖုန်းနံပါတ်မှာကောင်းဖို့အရေးကြီးရယ်เนาะပြီးတဲ့ခါကျကျွန်တော်တို့ကငွေကိုရွေးမယ်ဝေဥမာတထောင်ပေါ့နော်တထောင်ရွေးပြီးလို့ချေကျွန်တော်တို့ကဝေရဆိုတဲ့နေအောင်နှိပ်လိုက်ပဲအဲပြီးတဲ့ခါကျကျွန်တော်သနာကျွန်တော်တို့ပင်နံပါတ်လောက်ကနံပါတ်မှတ်ထားခဲ့တဲ့6လုံးနံပါတ်ကိုကျွန်တော်တို့ဒီမှာရိုက်ထည့်ပြရအောင်ဖြစ်နော်ဥကြီးမှာကျွန်တော်ထည့်ပြပါမယ်နော်လက်ရှိ โอเคဒီမှာ तू อ่ะအလိုမျိုးပြသွားတယ်เนาะအဲပြသွားအောင်မြင်ပါသည်ဆိုရယ်ပြသွားတယ်အဲခွေးဟိုမှာကျွန်တော်တို့ရအောင် notification တက်တယ်တက်တယ်เนาะတထောင်ကျက်ဆက်ဆက်ဆိုပြီးပေါ်တယ်เนาะဒါဆိုရင်ကျွန်တော်တို့ဖုန်းမွေပုံလိုက်ဖြစ်တယ်เนาะအဲဒီမှာဆိုကျွန်တော်ဖုန်းဖုန်းနံပါတ်ကိုကျွန်တော်ထည့်လိုက်ပြတယ်ဒီမှာဖုန်းမွေဖြစ်ရယ်မသိဝင်လာပြီเนาะ အဲ့ဒါဆိုရင်တော့ကောင်းပါပြီဟိုပြီးနှစ်ရနှစ်ပြီးတော့ကျွန်တော်တို့အောက်မှာမှတ်တမ်းဆိုတဲ့နေရာလေးဝင်ပြီးတော့အပေါ်မှာကျွန်တော်တို့ဒီတထောင်ကျက်ဆိုတဲ့နေရာလေးကိုဒီတော့အနေမှာထောင်ကျက်ဆိုတဲ့နေရာလေးနှိပ်ပြီးတော့ကျွန်တော်တို့ဆက်လက်လေးကို second shot ရိုက်ပြီးတော့ကိုထည့်ပေးခြင်းထည့်ပေးတဲ့ထည့်ကန်တဲ့သူရဲ့သူကြည့်ကြည့်ကိုပြန်ပြီးတော့ပို့ပေးလိုက်ရဖြစ်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ဖုံးမွေဖြည့်တာအောင်မြင်ရဖြစ်တယ်နော်ကျွန်တော်တို့ကဖုံးမွေရောက်တဲ့ခါကျချင်းတော့ထိုင်းဝင်နေဆိုကျွန်တော်တို့ဒီတထောင်ဘက်ကို10ဘက်ပေါ့နော်အခုငွေတရား10ဘက်ကျွန်တော်တို့တောင်းပေးတယ် 2020ပေါ့နော်30 3000ကျက်တဆိုချင်းနော်30ပတ်နော်9000ကျက်ဆို50ပတ်အလိုမျိုးကျွန်တော်တို့အစစ်စစ်ပြီးတယ်ဒါပေမဲ့1000ကျက်ယူမဆိုရင်ကျွန်တော်တို့ရ90ကျက်90ပတ်နဲ့ပြီးတယ်နော်ဒါကတော့ဖုံးပြီးရောက်တဲ့ခါကျောက်ချင်းကျွန်တော်တို့ငွေသေးကိုကြည့်ပြီးတော့ကျွန်တော်တို့အမြတ်ယူဖို့ယူဖို့ရည်ရနေလို့ကိုယူချင်းတော့ယူလို့အဆင်ပြေတော့ယူလို့ရတယ်နော်ဒါကတော့ကျွန်တော်ကပြောပြပေးတာဖြစ်တယ်နော်ဟုတ်ကဲ့ဒါကတော့ဖုံးပြီးဒီ MRB software လေးကိုကျွန်တော်တို့အသုံးပြုဖို့အတွက်အချင်းချင်းလေးလံလေးဖြစ်ပါတယ်နော်အဲဒီမှာဆိုရတာဖုံးပွေဝင်လာရနော်ကျွန်တော်ဆုံးထားထည့်လိုက်တာဖုံးပွေဝင်လာတယ် โอเคဒီတန်းလေးပဲကျွန်တော်တွေအသုံးပြုရဆိုရှင်ကျွန်တော်ပြောရပြကြားတဲ့နေရာအသုံးပြုလို့ရမှာဖြစ်တယ်เนาะဟုတ်ကဲ့သိကျင်တယ်မှာဖြစ်လို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုအောက်က comment အောက်မှာ like ရောက်ပြီးတော့နေမြန်နေပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်